ဲ့ဒီနေ့မှာတော့ပင်လယ်ပြင်အလောက်ကြီးနဲ့ရိုမန်တစ်ဆန်တဲ့နေရာလေးကိုပတ်ကြောက်ရယ်ဒီအရင်ထွက်လာတော့ကဝဲတာဆိုဖိုင်းနေအပေါ်နော်လမ်းတော်မှာပဲမိုးရေနည်းနည်းလေးရွာကျလာပါအယောဒီမှာဒီမိုးလေးကအဲတော့တော်ရက်အထက်ရှင်ဖြစ်တဲ့နေရာလေးတစ်ခုပေါ့နော်အာနေဝင်ချိန်နေမှာဆိုရင်အရန်လာရဲလို့နာမည်ကြီးရဲမိုးလေးဖြစ်ပါတယ်လမ်းလေးကအရန်ကြီးနေမဲ့တစ်တော့တေုံလေးနဲ့တကယ့်ကိုတာယာရဲ့နေရာလေးပါ မရှိဆိုရဲလှပရနေဝင်နေနေရဆိုလို့ရှိရင်ကဘာလက်ခေးသားရဲ့ရမှာရန်ကုန်နာမည်ကြီးပါရဲ့တောင်ပေါ်ရောက်ဖို့အတွက်တော့နင်းနေစူးစားပြီးတော့တက်ရပါမယ်အာလှပရဲ့ကမ်းခြေရှောင်းလမ်းပုံစံနေနဲ့ပင်နေကမ်းပါးရဲ့ထူးခြားတဲ့သဘာဝရှုခင်းနေရာလေး ရန်ကုန်စင်ဝင်သားကိုပေါင်းတယ်ပေါ့။ဒူကူရှိမကျွန်းမှာရှိတဲ့ဒေတာအုံကိုခူကန်နေစာကီလိုလဲခေါ်ပါရယ်။ဒီကျွန်းပေါ်ကနေကြည့်မယ်ဆိုလို့ရှိရင်နေသားရဲနေရီမှာဆိုလို့ရှိရင်ဖူဂျီတောင်ကိုလှမ်းမြင်နေရပြီးတော့ဆန်ဆက်ဖြူပါဆိုလို့ရှိရင်လည်းတိတ်ကိုလှပပါရယ်။ဒီတောင်ရဲ့အမြင့်ဟာဆိုလို့ရှိရင်850မီတာ1460ပေးရှိပါရယ်။ လောင်းမြင့်တဲ့တောင်ပေါ်ကိုဒီစကန်နဲ့ဒီပုံစံနဲ့အပေါ်ထင်ရအောင်တက်လာတဲ့ကိုကိုကိုလည်းအံ့ဩမိရေပေါ့နော်အပေါ်မှာရောက်သွားပြီဆိုလို့ရှိရင်တော့လေးလေးတဖြူးဖြူးနဲ့အရန်ကိုတာရပါတယ်တောင်ပေါ်ကနေကြည့်ရရင်ရှုကဲအလှလေးရရဲတော်တော်လေးကိုလှပါတယ်ဒီနေရာမှာ keep ချစ်ဖို့ပဲပုံစံစီရပါတယ်ဒီမျိုးလေးရဲ့နေရာတော်တော်များများမှာခံယူရမ်းရှောင်လန်းပုံစံနဲ့ပင်လယ်ကမ်းပရဲ့ထူးခြားတဲ့သဘာဝရှုခင်းအလှရည်နဲ့ရှုခင်းတာရဲ့အမြောက်များလည်းရှိရလို့ဆိုပါရစေ။ ပြသွားပြီဆိုရင်တော့ပင်လေးပြားပြားကြီးရဲ့အလှရဲ့တဘာဝရှုကင်းကြီးရဲ့အလှနဲ့လေကိုတဝါကြီး ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်တငယ်ချင်းနေနေပဲဖြစ်ဖြစ်ချစ်သူဆောင်တွဲလေးပဲဖြစ်ဖြစ်ပင်လေးနဲ့တဘာဝရှုကင်းနေရလားကိုနိုင်ရင်နဲ့ဓာတ်ပုံထလာလေးလည်းရိုက်လို့ရတဲ့နေရာလေးဖြစ်ပါတယ်အပေါ်ကနေကြည့်မယ်ဆိုလို့ရှိရင်အသေးပုံတံတန်းမြင်တွေ့နေရတဲ့ဒီနေရာလေးက TBS ရဲ့ Medes Good Diary ဆိုတဲ့ drama နဲ့ NHK ရဲ့ Career of the Spring Season 2မှာလည်းပါဝင်ခဲ့နေရလေးဖြစ်ပါတယ်။ဒီနေရာလေးကတော့အနေဝင်ချိန်နဲ့တူရှိခဲ့မှုတဲ့အိမ်ပြန်ချိန်နဲ့လက်ကလေးတွေ့လို့ရဲ့အဲ့ဒီချင်းလေးတွေကအတိုင်းပါပဲ။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Bye bye ။